လဲတဲ့အထဲမှာပါတာပေါ့လဲတယ်သူကဟိုဟာပေါ့ဘယ်လိုခေါ်မလဲဆိုတော့ကလေးလည်းဖြစ်နေရပေါ့ကလေးစိတ်ကလေးဆိုတော့သူကအာတွေ့တာမြင်တာကိုစူးစမ်းကျင်တယ်အမေပဲလေနောက်ပြီးတော့အခုဆိုလို့ရှိရင်ဟိုပြောတာဆိုတာလဲနားလဲနာခံတတ်နေပြီပေါ့နော်အဲပြီးမိမိဘလောက်တဲ့ဟာတွေကိုလဲတချို့ဟာတွေじゃလိုက်လောက်တတ်နေပြီဆိုတော့အဲ့လိုမျိုးအရွယ်တော့ဖြစ်နေတယ် ambition နဲ့ပြမှာတော့อืมကျွန်တော်အမှုပညာရှင်ညီကိုကိုရောက်နဲ့ပေါ့နော်အဲဒါ Apple ရ CEO နဲ့ပေါ့ရိုက်ဖြစ်တယ်ပေါ့ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ညီကိုတွေဒီ ambition နဲ့ပြမှာအာစုံရတဲ့အတွက်လည်းအရင်လည်းဝမ်းသာတယ်အမှတ်တရလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ဒီ Apple နဲ့ပတ်သက်ပြီးတော့အာဒီတကယ်ကိုဘဝမှာအဲကျမ်းမာစွာလှပဖို့ဆိုတော့အဲကျွန်တော်တို့ ခန္ဓာကတော်တော်အရေးကြီးရယ်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်လူတွေကဟိုယောက်ျားလေးတွေဖြစ်ဖြစ်မိန်းကလေးတွေပဲဖြစ်ဖြစ်နောက်ပိုင်းမှာဒါအလှပရေးရာနဲ့ပတ်သက်ပြီးတော့အကုန်လုံးကအာကျိုးပြုပြင်လာရတယ်အဲဟိုဘယ်လိုခေါ်မလဲအဲ့ဘက်ကိုပို့ပြီးတော့အော်ဘယ်လိုများစိတ်ဝင်စားလာကြတဲ့အနေအထားတစ်ခုမှာကျကျမ်းမမာနဲ့ဘဝအာကျကျမ်းမမာနဲ့လှပဖို့ကအဓိကကြရတယ်လို့မြင်တယ်လေဒါကြောင့်မလို့ဒါ Apple နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ ပူပေါင်းပြီးတော့ပေါ့နော်ဒီရှင်းနေပြင်မှာလည်းပါဝင်ဖြစ်တယ်နောက်ပိုင်းတော့ဒါ app နဲ့ပတ်သက်ပြီးတော့ဂျန်နဲ့ဟာလေးဘာလေးလုတ်ဖြစ်မလဲတော့မသိသေးဘူးပေါ့နော်ဒါအခုမှကျွန်တော်ကအစပဲရှိသေးတယ်ဆိုတော့ဘာဖြစ်ဖြစ်နောက်ပိုင်းမှာတော့ app နဲ့ပူပေါင်းပြီးတော့မှအဲကျမ်းမာစွာလှပဖို့အတွက်ဒီထက်မကပို့ပြီးတော့ထိတွေ့ဖြစ်မယ်လို့ထင်ပါတယ်ဗျာဟိုဟာအရင်ထက်စာရင်တော့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ skin care ဘာကြီးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့လုတ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကလည်း အရင်တုန်းကတော့ကိုတယောက်တည်းပဲရှိရဆိုတော့တိတ်မလုပ်ဖြစ်ဘူးဆိုတော့အခုကအမျိုးသမီးကြီးလည်းရှိရဆိုတော့ဒီအမျိုးသမီးကလည်း skin care တွေပါလေပတ်သက်ပြီးတော့သူလုပ်ဖြစ်တယ်ဆိုတော့ယောက်ျားလေးလည်း skin care နဲ့ပတ်သက်ပြီးတော့လုပ်သင့်တယ်ဆိုတဲ့ဟာမျိုးတွေဆိုပြီးတော့ပို့ပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်အရင်ထက်ဆိုင်ရတော့ပို့လုပ်ဖြစ်တယ်ပေါ့နော်အဓိကကတော့ဒီအစားအသောက်ရဲ့အားကစားရဲ့အဲ့လိုမျိုး control လုပ်တယ်အဓိကကတော့အစားအသောက်ပေါ့ အစားအသောက်ကိုတကယ်ကို healthy lifestyle တစ်ခုကိုကျွန်တော်က changes အဲ့လိုမျိုးလုပ်ပလိုက်တဲ့ခါကျတော့ပုံမှန်ထက်ပိုပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့အဲစိတ်ထဲမှာပေါ့နော် စိတ်ကြည်လင်မှုတွေဖြစ်လာတယ်ပေါ့အဓိကတော့အဲကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်မှာကျွန်တော်တို့လိုချင်တဲ့အနေအထားတစ်ခုကိုစိတ်ကြည်ကျင်နေတဲ့ဖြစ်နေတဲ့အခါကျတော့မျက်နာပေါ်မှာအလိုလိုဒီစိတ်ပျော်ရွှင်မှုကိုခံစားရတယ်အဲ့ခါကျတော့ မြင်တဲ့သူတိုင်းကနေပြီးတော့မှအခုကြည့်လိုက်လို့ရှိရင်အဲ့လိုအကြည်တတ်တွေဖြစ်လာတယ်အဲအဲ့သဘောပါပဲအဓိကတော့ကျမ်းမာစွာအာလှပဖို့အာနေထိုင်တဲ့ lifestyle ကို change changes လုပ်ဖြစ်တယ်ဟုတ်ပါဘူးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဓိကတော့ကျွန်တော်တို့မြန်မာစကားပုံမှာလည်းရှိရလေတသားမွေတသွေးလှဆိုတဲ့စကားလည်းရှိပြီးသားဆိုတော့ဘာဖြစ်ဖြစ်ဒါကအမျိုးသမီးတိုင်း အတွက်ကိုဒီစကပုံလေးကအဲဒါအမှန်ကန်တယ်လို့ပြောမှာပါဗောလေဟုတ်ဟုတ်ဟုတ်အေးဗောအဓိကတော့ဟွာဗောဘယ်လိုခေါ်မလဲဘဝတစ်ခုကိုရှောင်လန်းတဲ့အချိန်မှာနားလည်မှုပေါ့နားလည်တိုးမှတိုးဖေးမှကုညီမှုနားလည်မှုအဲပျော်ရွှင်စရာကောင်းတဲ့ lifestyle တစ်ခုကိုသွားမယ်ဆိုလို့ရှိရင်နားလည်မှုကိုအကြီးကအရှိခံတယ်ပေါ့နော်အဲဆိုတော့တရားနဲ့တရားလိုမျိုးအဲနားလည်မှုတရားရဲ့ဒုဝတ်ချက်ကိုတရားဖြည့်ဆည်းမှုပေါ့အဓိကတော့ ဒါဇနီးမောင်နဲ့ဆိုတာကတယောက်ရဲ့လိုအပ်ချက်ကိုတယောက်ကဖြည့်ဆည်းနိုင်ပြီးတော့မှတယောက်ကိုတယောက်ကယ်ရီယာလောက်သွားနိုင်လေလေပို့ပြီးတော့ပျော်ရွှင်စရာကောင်းလေလေပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ lifestyle ကိုလည်းအဲ့လိုမျိုးပဲတည်ဆောက်ထားတာပါအဓိကတော့ဟောပါဘောကျွန်တော်တို့ဒီအလုပ်လုပ်တဲ့အချိန်မှာကျွန်တော်တို့ family ကိုအဓိကဦးစားပေးပြီးတော့ချစ်တာလည်းပါတာပေါ့နော်အဲဒါကြောင့်ပေါ့နောက်တစ်ခုကကြတော့ဒီ family နဲ့ပတ်သက်တဲ့ product လေးတွေကကျွန်တော်ဖြစ်မနေပေါ့ဒါကို ကိုယ်ဇနီးမောင်နဲ့နှစ်ယောက်ကိုဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဟာမျိုးလေးတွေနဲ့စခဲ့တာပေါ့နော်အဲ့လိုစခဲ့ရင်ကနေပြီးတော့မှဒါပြိတ္တတွေရဲ့လက်ခံမှုအုံနဲ့အတူပေါ့နော်ဒါသူ့ကိုပို့ပြီးတော့ဒီတခြား product လေးတွေပေါ့နော်ကျွန်တော်တို့ဒီ cosmetic line လေးတွေအဲနောက်ပြီးတော့ဒီစားတောက်ကုန်နဲ့ပတ်သက်တဲ့ဟာလေးတွေအဲလိုမျိုးလေးတွေနောက်ပိုင်းမှာပို့ပြီးတော့ရိုက်ဖြစ်လာတယ်ပေါ့နော်အဓိကတော့ဟို ဒီဘယ်လိုခေါ်မလဲဆိုပရိသတ်တွေရဲ့အပိမှုပေါ့အဲ့တော့ကိုကိုအပိခဲ့တဲ့ပရိသတ်တွေကကိုရဲ့မိသားစုအဲကိုလည်းဒါဆက်လက်ပြီးတော့အပိရဲ့ဆိုတော့ PT ကတော့ဒါပြောမပြတတ်အောင်ဝမ်းသာခြင်းနည်းမှုဖြစ်မိပါတယ်သာသမီဆိုတာယတနာပေါ့နော်ကျွန်တော်တို့ကသာသမီယတနာဆိုတာကတော့ထွန်းကားလေးလေးပို့ပြီးတော့ပြောစရာကောင်းလေးလေးပေါ့ကျွန်တော်တို့အနေနဲ့လည်းဒါအများကြီးတော့မျှော်လင့်ပါတယ်ဟုတ်ဟုတ်ဒါသာသမီယတနာတွေများများထွန်းကားဖို့အတွက်ပေါ့နော် တယောက်တည်းတော့မဟုတ်ဘောသူကဟိုအိမ်မှာအဖိုးအဘွားတွေရှိတယ်အဲသူသူ့ကိုထိန်းချောင်းတဲ့တခြားလူတွေလည်းရှိတယ်ဆိုတော့အဲသူ့အနေနဲ့ကတော့ထွေထူးတော့ဟိုမဖြစ်ပါဘူးဟိုကဘာလဲအထီးကျန်တာတော့ဘာလို့မရှိပါဘူးလဲတဲ့အထဲမှာပါတာပေါ့လဲတယ်သူကဟိုဟာပေါ့ဘယ်လိုခေါ်မလဲဆိုတော့ကလေးလေးဖြစ်နေရပေါ့ကလေးစိတ်ကလေးဆိုတော့သူကအာတွေ့တာမြင်တာကိုစူးစမ်းခြင်းနဲ့အမျိုးပဲနောက်ပြီးတော့အခုဆိုလို့ရှိရင် ဟိုပြောတာဆိုတာလဲနားလဲနာခံတတ်နေပြီပေါ့နော်အဲပြီးရင်မိမိဘလုတ်တဲ့ဟာတွေကိုလဲတချို့ဟာတွေကြာလိုက်လုတ်တတ်နေတယ်ဆိုတော့အဲ့လိုမျိုးအရွယ်တော့ဖြစ်နေဘယ်လိုခုမလဲဒါအချင်းမြည်နှစ်ပေါ့နော်ဆိုတော့ဒါမြည်မြည်ပုံမှာတော့အကုန်လုံးကတော့ချစ်ကြတာပဲပေါ့ဒါကတော့ကျွန်တော်တို့မြည်ဆိုပေမဲ့အဲဘယ်လိုခုမလဲဆိုတော့လေဟိုဟာပေါ့အဲ ဒါကတော့တကုတ်သားသမီးဆိုတာကတော့မိဘကတော့ကလေးလိုပဲမြင်တယ်ပေါ့နော်အဲဆိုအဲကျွန်တော်တို့ဟိုပဲဟိုထိန်းချောင်းခဲ့တယ်လို့အမိဘကလည်းဒီကိုသူမိမိလေးတွေပုံမှာတက်တက်လို့ချစ်တာချစ်တာပေါ့ကျွန်တော်တို့ကလားမိဘဆိုတာကတော့ဒါနန်လုံးနန်နာငါးပါးထဲမှာဒါဒါဖះနဲ့တောင်တကိုင်းနဲ့ထားတာဆိုတော့လေအဲမိဘကဒါမိဘရဲ့ ကျေးဇူးတရားဆိုကျေးဇူးဆိုတာကကျွန်တော်တို့ဒါဆက်လို့မကုန်နိုင်ပါဘူးဆိုတော့အဲဆိုကျေးဇူးတရားဆိုတာထက်ကိုကျွန်တော်တို့ရဲ့ဒါဘုရားနဲ့တကိုင်းနေထားတဲ့မိဖရဲ့မိဖရဲ့ကျေးဇူးတွေကကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားတောင်မှာဒါလူတစ်လုံးကိုပဲကြည်တယ်ဆိုတော့ကျွန်တော်တို့ပုထုရှင်လူသားတွေအနေနဲ့ကတော့ဒါအများကြီးကျွန်တော်တို့မိဖရဲ့ကျေးဇူးကို သိမြင်ရဖို့လိုတယ်ပေါ့နော်ဆိုတော့မိဖကျေးဇူးကိုဆက်တဲ့နေရာမှာလည်းတခါလေကြာရင်ကျွန်တော်တို့ကအာကိုဘဝမှာကိုဖြတ်သန်းမှုတွေနဲ့အဲမိဖကိုကျွေးမွေးပြုစုဆောင်ရှောက်တဲ့မျိုးမျိုးကျေးဇူးဆက်တာမျိုးလည်းရှိတယ်လို့ပေါ့နော်အာဒီဘာသာရေးတွေဘာသာတရားနဲ့ပတ်သက်ပြီးတော့ကိုကိုတိုင်းကအာပေါ့နော်ကိုဒါအသက်ပေးပြီးမွေးထားတဲ့ကိုရဲ့မိဖမိဖကနေပြီးတော့မှပေါ့နော်အာကိုကိုကိုတိုင်းပေါ့နော်ဒါနေ့စဉ်နေ့တိုင်း အဲဖျားဖို့ပြုတရဏဂုံတည်ထားရဆိုလို့ရှိရင်မိဘအပေအပေတော်မသွားနိုင်ဘူးဆိုတော့ဒါဆရာတော်တွေကဟောကြားခဲ့တဲ့ဟာလည်းရှိရလေဆိုတော့ကိုကိုတိုင်က ကိုယ့်ရဲ့မိဘပေါ်မှာကျေးဇူးဆက်ခြင်းဒါနေ့စဉ်နေ့နေ့စဉ်နဲ့အမျှပေါ့နော်ဖျားတရားတန်ဃာကိုတည်တတ်ပြီးတော့မှကျွန်တော်တို့ကတရဏဂုံနေ့စဉ်နေ့တိုင်းတည်နေတယ်ဆိုလို့ရှိရင်ကိုယ့်မွေးထားတဲ့ကိုမိဘအလိုလိုကုသိုလ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးဆိုတော့ကျွန်တော်တို့ကအမြဲတမ်းလိုလိုဒါကိုယ့်ရဲ့မိဘကိုဆက်ရလဲရောက်တယ် မိဘကျေးဇူးကိုဆက်ရလဲရောက်တယ်ပြီးလို့ရှိရင်ဘာသာတရားအပေါ်မှာကျွန်တော်တို့ဒါအမြဲတမ်းကျွန်တော်တို့လှုပ်ဆောင်နေတဲ့အခါကျတော့ကိုယ့်ရဲ့ဘဝဘဝမှာပေါ့နော်ဟိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုတည်တည်ငြိမ်ငြိမ်နဲ့ဖြတ်သန်းနိုင်တယ်ပေါ့ဆိုတော့အဲအဲအားလုံးအတွက်အကျိုးရှိတဲ့အလုပ်ကလေးပေါ့နော်အဲ့ဒါလေးကိုတော့ဒါလူဘဝရောက်တော့ရောက်ခိုက်မှာတော့ဒါအမြဲတမ်းလိုလိုတော့တရဏဂုံလေးအမြဲတမ်းတည်ဖြစ်တယ်ပေါ့နော်ဒါနေ့စဉ်နေ့တိုင်းတည်ဖြစ်တယ်ပေါ့ဒါမိဖကျေးဇူးကိုလည်းဒါဘာသာတရားနဲ့ကျေးဇူးဆက်ရလဲရောက်တယ်ဆိုတော့ ိဘကျေးဇူးကိုတော့ကျွန်တော်တို့ကအမြဲတမ်းတို့သိရှိနားလည်နိုင်တဲ့သာသမီဆိုတာကဘယ်တော့မှလည်းဘယ်လိုပြောမလဲအခက်အခဲနောက်ရက်တင်နေမတွေ့ဘူးပေါ့ဆိုတော့အဲ့ဒါလေးတကူတော့အတိလေးဒါကျွန်တော်တို့စိတ်ထဲမှာအမြဲတမ်းကြိမ်အောင်နေတယ်ပေါ့လေအဲအဲ့ဒါကြောင့်မလို့လေဒီကိုယ့်ရဲ့သာသမီတွေပုံမှန်လည်းအဲကျွန်တော်တို့ကအဲ့လိုမျိုးပဲဒါအစင်ဆက်ပေါ့အဲဒါပေမဲ့တင်ကြားပြသသွားသွားမှာပေါ့လေဒါဒီချိန်မှာတော့ तू ကဟိုဘယ်လိုခေါ်မလဲဆိုတော့ ကျွန်တော်တို့ဘုရားဝတ်ပြုတယ်ဆိုလို့ရှိရင်တို့ကဟိုနားမလည်သေးဘူးဒါမှမဟုတ်လေတို့ကဘာလုပ်တယ်ဆိုတာ तू သိတယ်ပေါ့ဆိုတော့အဲ့လိုမျိုးလေးတွေဘုရားစာလေးတွေလည်း तू လိုက်ရွတ်တက်နေပြီပေါ့အဲဒါတို့ကိုအမျှဝေတတ်နေပြီပေါ့ဒါမှမဟုတ်လေအကြောင်းအရာနဲ့အဲဒီလေးလေးနက်နက်ပေါ့နော်အဲသူ့စိတ်ထဲမှာမရှိသေးဘူးဒါမှမဟုတ်လေအဲဒီလိုမျိုးအတွေးလေးရှိတယ်ဆိုတော့ဆိုကြဲဟိုကဒါဟိုကုသိုလ်ဖြစ်နေပြီပေါ့ဆိုတော့လေဒါအဖြစ်ဖြစ်ဟိုတာသမီပုံမှာတော့အဲ့လိုမျိုး ဒီဘာသာတရားအခုပေါ်မှာမတင်မင်းနဲ့အဲ့လိုမျိုးအမြင်လေးနဲ့အဲသူလောက်တက်တာလေးကိုကြည့်ပြီးတော့ဘေးတီးဖြစ်မိပါတယ်ဗျာရှိခိုးတယ်ကိုရေဟိုဟာပေါ့နောက်အချိန်နဲ့တခါကျကျွန်တော်တို့က9နာရီကြော်သွားတဲ့အချိန်တွေရှိတယ်တခြားကိစ္စလေးလုံနေတယ်ကျွန်မဒါပေမဲ့ तू ကအဲ့လိုမျိုးအချိန်မျိုးတွေဆိုတော့ तू तू သတိပေးတယ်ပေါ့နော်ဟိုပေါ့ तू သွားသွားမယ်ဆိုပြီးတော့သတိပေးတယ် तू ကအဲ့လိုမျိုးလေးတော့ ိနေပြီသူကလေဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ family ကိုအချစ်ပေးကြတဲ့ပိတ်သက်လည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့လူပညာလှုပ်ရှားမှုတွေကိုလည်းအခုအချိန်ထိကိုပေါ့နော်အော်ကျွန်တော်ဒါကြည့်ရှုအားပေးတယ်အဲနောက်ပြီးတော့အကြံဉာဏ်ပေးနေကြတယ်အဲထွက်လာသမျှကားတွေကိုဟောဟာပေါ့အဆိုးကောင်းတွေပေါ်မှာအတိခံပြီးတော့တချို့အားလေးတွေကိုအခုအချိန်ထိကိုပေါ့နော် အခြေအနေအကြောင်းအရာပုံမှန်မူတည်ပြီးတော့ကြည်ပေးတယ်ကြည့်ရှုပေးတယ်ပရိသတ်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီထက်မကပုံမိုကောင်းမွန်ပြီးတော့ quality မြင်ပါတယ်နောက်ပြီးတော့အအတိဗဟုသုတပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီရတပိုင်းရောသုတပိုင်းရောစုံနေအောင်ကျွန်တော်တို့အမြဲတမ်းစူးစမ်းနေပါမယ်လို့ပြောချင်ပါတယ်ဒီတင်ပါတယ်